င်္ဂါပါရှင်ရန်ကုန်ခစ်သိရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်သားဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေအားလုံးကိုအော်တိုဗလာတရက်နေ့ကနေစတင်ပြီးလာစာ3000တိုးမြင့်ကဝေကြီးဌာနကနေစားလဝါကကိုတော့တရက်ကို9800ကျပ်အထိတိုးမြင့်လိုက်တဲ့အတွက်လိုအပ်တဲ့ငွေကြေးတွေကို digital ငွေကြေးပြီးငွေဆက်ကူတွေပါထပ်မံရိုက်ထုတ်မဲ့ဝေကြီးဖောင်းပွားမှုတွေထပ်ပြေလာနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ် နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းတာယာရေးကော်မရှင်ဆိုပြီးအမည်ပြောင်းလဲထားတဲ့စေအုပ်စုကိုအကြံဖတ်အုပ်စုအဖြစ် NUG ကထပ်မံကြေညာလိုက်တဲ့သတင်းအပါအဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနဲ့အငိမ့်စားဝန်ထမ်းတွေအားလုံးကိုအော်တိုဗလာ၁ရက်နေ့ကနေစတင်ပြီးအပို့ထောက်ပံ့ခြင်းအမိတက်ကလစာ၃000တိုးမြင့်လိုက်တဲ့အပြင် ဝင်ကြီးဌာနကနေစားလဝါကကိုတော့တရက်ကို9800ကျပ်အထိတိုးမြင့်လိုက်တယ်လို့စစ်ကော်မရှင်လက်အောက်ခံဗန္နာယင်းနဲ့အခွန်ဝင်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်ထားပါတယ်။အော်တိုဗလာတရက်နေ့ကနေစတင်ပြီးတနိုင်ငံလုံးမှာရှိတဲ့ဝင်နှန်းတွေစစ်သားတွေအငိမ့်စားတွေအနေနဲ့လာစဉ်အပိုထောက်ပံ့ခြင်းအဖြစ်လာစာ3000တိုးမြင့်လိုက်တယ်လို့စစ်ကော်မရှင်လက်အောက်ခံဗန္နာယင်းနဲ့အခွန်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။2023ခုနှစ်အော်တိုဗလာမှာပထမအကြိမ်အဖြစ်တအူးကိုအပိုထောက်ပံ့ခြင်း3000နဲ့ 2024ခုနှစ်ဩဂတ်လမှာဒုတိယအကြိမ်အဖြစ်တအူးကိုအပိုထောက်ပံ့ကြေးသုံးတောင်းစုစုပေါင်းအပိုထောက်ပံ့ကြေး6000တိုးမြင့်ပေးခဲ့ကောင်းအခုအော်တိုဘားလ10ရက်နေ့ကနေစတင်ပြီးတတိယအကြိမ်အဖြစ်လစဉ်အပိုထောက်ပံ့ကြေးသုံးတောင်းထပ်မံတိုးမြင့်ပေးလိုက်တာကြောင့်ဝင်နှန်းတွေစစ်သားတွေအနေနဲ့လစဉ်အပိုထောက်ပံ့ကြေးကိုတောင်းခန်းစားခွင့်ပြုလိုက်တယ်လို့သိရပါဗျ။အဲ့ဒီအပိုထောက်ပံ့ကြေးတိုးမြင့်မှုမှာအငိမ့်စားဝင်နှန်းတွေလည်းအကျုံးဝင်ပြီး ဒီနေ့အော်တိုဘာလတရက်နေ့ကနေစတင်ကအငင်းစားဝန်ထမ်းတွေလည်းလစဉ်3000ထပ်ဆောင်ရရှိမယ်လို့သိရပါဗျ။ဒါအပြင်ဝင်ကြီးဌာနတွေမှာနေစားလောက်ကင်နေတဲ့နေစားဝန်ထမ်းတွေကိုတော့တရက်လောအကအဖြစ်9800တိုးမြင့်လိုက်တယ်လို့သိရပါဗျ။ဒါကြောင့်အကြံပတ်စစ်ကော်မရှင်ကတိုးမြင့်လိုက်တဲ့လစာကြောင့်ဝန်ထမ်းတသန်းကျော်အငင်းစားဝန်ထမ်းတသန်းနီးပါးနဲ့စစ်သားတွေအားလုံးအတွက်လစဉ်ငွေကြေးတွေထပ်မံရိုက်နှက်ရမှာဖြစ်ပြီး မျိုးပြဒေသတွေကဝန်ထမ်းတွေအတွက်ကတော့ digital ငွေကြေးနဲ့လစာပေးချိန်မယ်လို့သိရပါတယ်။နေပြည်တော်စစ်ဘက်တရင်ရင်မြပြောတာကတော့အောက်ခြေစစ်သားတွေအတွက်ကငွေတွေထပ်ရိုက်ရမယ်သဘောရှိတာကြောင့်ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြည့်လာနိုင်ပါတယ်လို့ပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တင်ကတော့နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ဆိုပြီးအမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကို အကြမ်းဖက်အုပ်စုအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံကြေညာလိုက်ပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့2021ခုနှစ်မတ်လ10ရက်နေ့မှာအကြမ်းဖက်ဆေးအုပ်စုဖြစ်တဲ့ဆိုတာနဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာတော့မြန်မာနိုင်ငံနဲ့ပြည်သူလူထုရဲ့ရန်သူ enemy of the state အဖြစ်အသီးသီးကြီးညာထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အဲ့ဒီအခါမှာ အကြမ်းဖက်စစ်အုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့ကနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်ကနေနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖြစ်အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဟာအကြမ်းဖက်အုပ်စုအဖြစ်ကြီးညာခံထားရတဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်တဲ့အဖွဲ့ဖြစ်တဲ့ဆိုတာနဲ့ ပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတာကိုတွေ့ရတာကြောင့်နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသားရေးကော်မရှင်နဲ့အဲဒီကနေအစစ်စစ်တာဝန်ပေးဖွဲ့စည်းလိုက်တဲ့အဖွဲ့တွေအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်လိုက်တယ်လို့မင်းအောင်လိုင်းအပါအဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသားရေးကော်မရှင်အဖွဲ့ဝင်တွေအားလုံးကိုအကြမ်းဖက်သမားတွေအဖြစ် NUG ကကြီးညာထားပါတယ်အန်ယူဂျီကစေအုပ်စုကိုအကြံဖတ်အဖြစ်ကြီးညာရမှာအကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွင့်9နဲ့ ပုံမှန်82ပုံမှန်ခွဲခါပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်တော်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရကြေညာခဲ့တာလို့အန်ယူဂျီကကြေညာထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖက်စေအုပ်စုကပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ဦးဆောင်တဲ့ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးပြီးပြည်သူ့အာဏာလွတ်ယူခဲ့တာကြောင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တယ်လို့လည်း NUG ကကြေညာထားပါတယ်ရှင်။မကွေးတိုင်းဘက်ကကြည့်ရအောင်ပါ။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ ရှိတဲ့ကြီးရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီး ပြည်သူလူအုပ်ကိုလူသားတိုင်းအဖြစ်ဖန်ဆီးကနေအိမ်တွေကိုမှွေနှောက်ဖျက်ဆီးထားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကနေစတင်ပြီးပခုံးကူမြို့နယ်အနောက်ချမ်းကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့ပခုံးကူတမတရားတက်ကနေထွက်လာတဲ့အင်အားတရာခန့်ပါစစ်တပ်စစ်ကြောင်းအားကျေးရွာတွေကိုစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းအားမနေ့ကစက်တင်ဘာလ30ရက်နေ့နေ့လယ်3နာရီခန့်မှာတော့ ရှမကန်ပြူစောတိရွာနဲ့ညောင်ကျစ်ပေပြူစောတိရွာတို့ကိုရောက်လာပြီးတဲ့နောက်ရေမြက်ရွာနဲ့ပြည်အောင်ရွာတို့ကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်အောင်ရွာနဲ့ရေမြက်ရွာကပြည်သူပိုင်းနေအိမ်တွေကိုဝင်ရောက်မှွေနောက်ကတံမိုးကြီးပစ္စည်းတွေကိုယူဆောင်ပြီးသူတို့မယူကျင်တဲ့ပစ္စည်းတွေကိုတော့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ဒါအပြင်ကြေးရွာနေပြည်သူနှုတ်ဦးကိုလည်းအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်စစ်ကြောင်းဟာညောင်ကျစ်ပေပြူစောတိရွာကိုဝင်ရောက်သွားတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ကြောင်းဟာဘေးနီးယားကိုဆက်လက်ထွက်ခွာမယ်ဆိုတာကိုအတိမပြုနိုင်သေးတဲ့အကြောင်းပြည်သူတွေအနေနဲ့စစ်တပ်စစ်ကြောင်းတွေအနီးမသွားကြဖို့ကိုတော်လိုင်းအင်အားစုတွေကမြစ်တာရက်ခံထားပါတယ်ရှင်။စကိုင်းနယ်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းနယ်စကိုင်းမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်ပေါ်တာဆဲဖမ်းဆီးတာကြောင့်လူငယ်15ယောက်ထပ်မနေဖမ်းဆီးခံရပြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာချုံနောက်ထားတယ်လို့ The Voice of Walla Media ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ညနေ6:00နာရီခန်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကသခိုင်းမျိုးပေါ်မှာရှိတဲ့ချင်းစုရက်ကဘောဂါရက်၅ဒက်ကြီးနဲ့ဘောဂါတောင်မြောက်ရက်အပါအဝင်သခိုင်းမျိုးအနောက်တားရက်မှာရှိတဲ့စစ်ပေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုံဝင်ကြောင်တကြောင်ကိုဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်မနေ့ကစက်တင်ဘာလ30ရက်နေ့မှာလဲအကြံဘတ်စစ်တပ်ကစကိုင်းမြို့ပေါ်ကိုအင်စီကားတွေနဲ့လှည့်လေကောင်းလူငယ်တွေကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အပြင် အကြံဘတ်စစ်သားတွေဟာကြောင်းလာကြတဲ့ကလေးမိဘတွေနဲ့ကလေးငယ်တွေကိုပေါ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်15ယောက်ထပ်မံဖမ်းဆီးခံရပြီးအဲ့ဒီလူငယ်တွေကိုစကိုင်းမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးထဲမှာချုံနောက်ထားကောင်း ပေါ်တာဆွဲဖမ်းဆီးခံထားရသူတွေက ခလေးငွေတွေကိုတော့ပြန်လွတ်ပေးပြီးအများစုကိုတော့ဆက်လက်ဖမ်းဆီးထားပါတယ်။လက်ရှိချိန်မှာစံပတ်စစ်တပ်ရဲ့နှစ်ရက်ဆက်တိုက်ပေါ်တာဆွဲမှုကြောင့်စကိုင်းမြို့ပေါ်မှာလည်းလမ်းသွာလမ်းလာတွေမရှိတော့ဘဲတိတ်ဆိတ်နေကပြည်သူတွေအနေနဲ့လည်းတော်လန်ရေးအင်အားစုတွေကထုတ်ပြန်ထားတဲ့သတင်းတွေကိုဂီယူသဆိုင်နားထောင်ကြဖို့ကိုမေတ္တာရည်ခံထားပါတယ်ရှင်။စကိုင်းနယ်ဘက်ကိုဆက်ကြည့်ရအောင်ပါ။ စကားနိုင်ကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့အကြမ်းဖက်စစ်သားတွေကိုလိုက်လံတိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က3ဦးသေဆုံးပြီး3ဦးအရှင်ဖမ်းမိကတနက်9လက်သိန်းစီရရှိခဲ့တယ်လို့ရင်းမပင်မြို့နယ်ပကဖောက် Junior Liberation Front ULF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့မနက်7:00နာရီခန့်မှာကဏီမြို့နယ်ချောင်းမရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တပ်မ33လက်အောက်ခံခမာယာ76ရဲ့ ဗိုလ်မှူးသူရင်ဦးဆောင်ရင်အင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်သား၃ဦးသေဆုံးက၄ဦးအရှင်ဖမ်းမိပြီးတနက်9လသိန်းစီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းတစ်ခုလုံးတက်ပြက်ပြီးထွက်ပြေးသွားတာကြောင့်အဲ့ဒီစစ်သားတွေကိုစတေမာလာ၁၂ရက်နေ့မှာတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၂ဦးသေဆုံးပြီး MA ဝါသနန်းလည်း 5.56G 190တောင်းနဲ့ကြီပေါက်၈ခုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်စတေမာလာ18ရက်နေ့မှာလည်းအဲ့လိုထွက်ပြေးနေတဲ့အကြမ်းဖက်စစ်တပ်ဘက်ကဒုတက်ချက်ကြီးတဦးနဲ့စစ်မှုထမ်းတသားတဲ့2ဦးကိုအရှင်ဖမ်းမိခဲ့ပြီးအမေဝါတနက်နလက်အမေတူတနက်တလက်5.56ကြီးအတောင်းနေရနဲ့ကြီပေါင်း6ခုဖုန်းလင်းလုံးတို့ကိုထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲစတေမာလာ26ရက်နေ့မှာလည်းအကြမ်းဖက်စစ်သားတဦးကိုအသေးဖမ်းမိခဲ့ပြီးအမေဝါတနက်တလက်5.56ကြီး90တောင်းနဲ့ ကြည်ပုတ်သုံးခုတို့ကိုထပ်မံတင်စီရရှိခဲ့လို့သိရပါတယ်ရှမာပင်မြို့နယ်ပတ်ကဖော် Union Liberation Force ULF ရဲ့တာဝန်ရှိသူကတော့စစ်ပုံပြက်ပြီးကစင်ကလျားထွက်ပြေးနေတဲ့စစ်ခွေးတပ်သားတွေနေမြေကျွမ်းကျင်မှုမရှိတဲ့အတွက်မျက်စိလေလဲမှားခဲ့ကြပြီးအစာရေစာငတ်ပြက်ကလူရုပ်တော်သိမ့်မပေါ့ချင်ကြတော့ဘူးလို့ပြောပါရယ်။ဒါအပြင်အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းကိုလည်းပါဝင်ပေးကြဖို့ကိုလည်း Union Liberation Force ULF ကမြစ်တာရက်ခံထားပါရဲ့ရှင်။ ဆလဘီစစ်မှုထမ်းတသားသစ်တွေအလင်းဝင်လာခဲ့တာကိုကြည့်ရအောင်ပါ။ဒါကတော့စစ်ကောင်မရှင်ကအာဓမတသားသစ်စုဆောင်းခံရတဲ့တသားလေးဦးဟာကရင်မျိုးသားစီယုံ KNU ဗိတ်တဝဲခိုင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးတရင်၁၁စီကိုအလင်းဝင်ပတ်ပြောင်းခိုးလုံလာတယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်မှာစစ်တပ်ရဲ့ခလာရတရင်၂၈၀ကိုပို့ဆောင်ခံလိုက်ရတဲ့ စစ်မှုထမ်းတပ်သားသစ်၄ဦးဟာ KNL တပ်ရင်း၁၁စီကိုစတင်မာလ30ရက်နေ့မှာအလင်းဝင်လာတယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားသစ်၄ဦးကိုစစ်တပ်ကအတင်းအဓမ္မပြည်သူစစ်မှုထမ်းတင်းတန်းတက်ခိုင်းခဲ့ပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့တနင်္သာရီမြို့နယ်တိန်ခုံးရွာရှေတန်းစစ်မြေပြင်ကိုပို့ဆောင်ခဲ့တာလို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။အခုလိုရှေတန်းဘက်ပို့ဆောင်ခံရချိန်မှာစစ်မှုထမ်းတပ်သားသစ်၄ယောက်ဟာ KNUC ကိုလက်နက်မဲ့ထွက်ပြေးအလင်းဝင်လာတယ်လို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလင်မြို့နယ်အုတ်ချော့ရွာနီးရှစ်ထက်ရေတံခွန်မှာစက်တင်ဘာလ26ရက်နေ့ကလူ9ဦးတောင်ကျရင်နဲ့မျောပါသွားပြီးနှစ်ဦးပျောက်ဆုံးနေခဲ့ရာကနေတဦးကို ပြန်လည်တွေ့ရှိရပြီလို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာပြည်ဦးလင်မြို့စည်းပင်ကျေးရွာမှာရှိတဲ့ရှစ်ထက်ရေတံခွန်မှာရုရှားနိုင်ငံသားအပါအဝင် လူ9ဦးရေထဲမျောပါသွားပြီး အမျိုးသမီး၂ဦးသေဆုံးက၂ဦးပျောက်ဆုံးနေခဲ့ရာကနေ၁ဦးကိုတော့စတင်မာလာ30ရက်နေ့မှာအလောင်းပြတ်တွေ့ခဲ့ပါတယ်။ပြီးခဲ့တဲ့စတင်မာလာ29ရက်နေ့ညနေ3နာရီခွဲအချိန်မှာလူ14ယောက်တွားရောက်ရေကစားရာလူ9ယောက်ဟာတောင်ကြချောင်းဝီနယ်အတူမျောပါသွားတာဖြစ်ပြီးရုရှားနိုင်ငံသား၂ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ကျန်တဲ့၂ဦးကတော့သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့လို့သိရပါတယ်။အခုအချိန်ထိရေတကုန်ကနေပြုတ်ကျသွားတဲ့သူတွေထဲမှာအမျိုးသမီး၃ဦးသေဆုံးလျက်ပြန်လည်ရှာတွေ့ခဲ့ပြီ တေဆုံးသူတွေကအမြန်မာအမျိုးသမီး2ဦးနဲ့အမေရိကန် အမျိုးသမီး2ဦးတို့ဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့ပျောက်ဆုံးနေတဲ့တဦးကိုတော့ဆက်လက်ရှာဖွေနေတယ်လို့လည်းသိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။